အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကယူကရိန်းဟာ၎င်းရဲ့နေမြေအလုံးကိုရုရှားထံကနေပြန်လည်ရရှိနိုင်တယ်လို့စက်တမ23ရက်ကပြောကြားခဲ့ရာ ဒီလိုပြောကြားလိုက်တာဟာယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်စစ်ပွဲနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတရဲ့အံ့အားသင့်စရာသဘောထားအမြင်ပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။ EU နဲ့ NATO တို့ထံကနေငွေကြေးပံ့ပိုးမှုတွေနဲ့အတူယူကရိန်းအနိုင်ရနိုင်ကြောင်းထရမ့်ရဲ့ပြောဆိုမှုဟာယူကရိန်းအနေနဲ့အိမ်နီးချင်းနိုင်ငံကြီးရုရှားကိုပိုင်တဲ့နေမျိုးတွေပေးရနိုင်တယ်လို့လာပေါင်းများစွာပြောဆိုခဲ့ပြီးတဲ့နောက်ထူးခြားတဲ့သဘောထားပြောင်းလဲမှုဖြစ်ပါတယ်။ထရမ့်ရဲ့ပြောစကားတွေကိုအပြောင်းအလဲကြီးတရက်အဖြစ်ဇလန်စကီးကခြေကျူးခဲ့ပါတယ်။ရုရှားကိုခက်ထိထိ ပြောဆိုခဲ့ရမှာ Trump ကနေတိုးမဟာမိတ်နိုင်ငံတွေရဲ့ဝင်ဟင်ပိုင်နက်တွေကိုချိုးဖောက်ဝင်ရောက်လာတဲ့ဘလို့ရုရှားတိုက်လေယာဉ်ကိုမစိုးပြစ်ချဖို့လဲနေတိုးနိုင်ငံတွေကိုတောင်းဆိုခဲ့ပါဗျ။ ဥရောပသမဂ္ဂရဲ့အကွင့်ကြီးနဲ့ယူကရိန်းဟာတိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေပြီးယူကရိန်းဟာသူ့နယ်မြေအားလုံးကိုမူလပုံစံအတိုင်းပြန်ယူနိုင်မယ်လို့ထင်ပါတယ်လို့ကုလသမဂ္ဂမှာဇလန်စကီးနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ထရမ့်က True Social Post မှာဖော်ပြခဲ့ပါတယ်ယူကရိန်းဟာနိုင်ငံရဲ့မူလပုံစံကိုပြန်လည်ရယူနိုင်စွမ်းရှိနေတဲ့အပြင်ယူကရိန်းအနေနဲ့အိတ်ထမကတော့လုံးပြနိုင်တယ်လို့ထရမ့်ကဖြည့်ဆွတ်ဖော်ပြခဲ့တဲ့ဆိုပေမဲ့ ရည်ရွယ်ပြောဆိုခဲ့တဲ့ယူကရိန်းနောက်ထပ်လုပ်ပြနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုတော့ထရမ့်ကအသေးစိတ်ဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ထရမ့်ရဲ့အထက်ပါပြောစကားတွေဟာယူကရိန်းနဲ့ပတ်သက်ပြီးစက်တိုက်သဘောထားပြောင်းလာတယ်ဆိုတာကိုသက်သေပြနေပါတယ်။